မြန်မာနိုင်ငံရေးမြေပေါ်ပေါ်ကနောက်ဆုံးအကွက်ရွှေမှုကမ္ဘာဇက်ခုတ်ပေါ်အထိပက်တီရိုက်ခတ်သွားပြန်ပြီမိုင်ပေါင်းထောင်နဲ့ချီဝင်းကွာတဲ့ရုရှားနိုင်ငံမော်စကိုမြို့ပေါ်မှာကမ္ဘာအင်အာဂျီတရုတ်ပြည်ရဲ့တမရရှိချင်းဖြစ်တဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်တို့မျက်နှာချင်းဆိုင်ဆုံတွေ့ခဲ့ကြပါတယ်ဒီတွေ့ဆုံမှုကနေပေကျင်းဟာနေပြီးတော့အပေါ်ပုံအော်လိုက်ပြီဆိုတဲ့တင်စကားကိုလူသိရှင်ကြပို့လိုက်တာလားဒါမှမဟုတ်ရင်ဒီထက်ပို့ပြီးတော့နေရှိုင်းနဲ့မဟာဗျူဟာတွေ ပောက်ပွက်နေတာလားပစကိုကဒီမြမအနာကက်စီကိုတရုတ်ကပို့လိုက်တဲ့ဒီသတင်းစကားရဲ့အထိပ္ပယ်နဲ့တရားမှုတွေကပါလဲဘာတွေဖြစ်လာမလဲဒါအောင်နေနဲ့ရှယ်ရှိုင်းတောက်တက်ကြည့်ဖို့လိုပါတယ်ဒီတွဲဆိုပွဲဟာ2021အနာသိပြီး၄နှစ်ကျော်ကာလအတွင်းမှာမြမစစ်ကောင်းဆောင်အနေနဲ့နိုင်ငံတကာအင်အားကြီးကောင်းဆောင်တအုပ်နဲ့ပထမဆုံးအကြိမ်တိုက်ရိုက်တွေ့ဆုံခွင့်ရတာပါ ဒီတန်တမာရေးရပါအရေးပါတဲ့အမြင်နှပန်းလာတဲ့အခြေအနေတခုလို့လည်းသုံးသပ်လို့ရပါတယ်ထူးခြားတာတခုကမော်စကိုကတရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ဆိုလတ်ဟိုတယ်ရဲ့ဒေဂျင်းဆိုတဲ့နာမည်ရှိတဲ့အခန်းမှာတွေ့ခဲ့ကြတာဟာအဲ့ဒီရဲ့တွေ့ဆုံမှုတင်ကြတာပိုပြီးထင်ရှားသွားစေခဲ့ပါတယ်ဒီမော်စကိုတွေ့ဆုံပွဲကနေတရုတ်ပြည်ကကဘာကိုရောမြန်မာပြည်ကိုပါပို့လိုက်တဲ့အဓိကသတင်းစကားတောက်မှုရှိပါတယ် လောကလေးလူရှုလို့မရတဲ့တည်င်းစကားတွေဖြစ်ပါတယ်ပထမတည်င်းစကားကမတို့ရဲ့မိဆွေကနေပြီးတော့တရားသမတရှိချင်းဖြစ်ကမြမအချုပ်ချအာဏာအနေမြပိုင်တဲ့နိုင်ငံတော်တည်ငြိမ်ရေးပြည်ထနိုင်ငံရေးလုပ်ငန်းစဉ်တွေကိုတည်ရဝင်ထောက်ခံတယ်လို့ပြည်ထောင်စုပြောလိုက်ပါတယ်ဒါဟာနေပြီးတော့ဖက်ကရက်တိကြောင်ကဘာတိကြီးညာလိုက်တာပါပဲဒါအပြစ်မှာကိုတရုတ်ရဲ့ GTI GSI GCI လိုမျိုးကဘာလုံးဆိုင်ရာအစိုးရဖြည့်ချက်တွေထိ မြမအကျိုးစီးပွားထက်သွင်းစဉ်းစားပြီးပုံမို့အကျိုးဆောင်ရွက်ပေးမယ်လို့လည်းကတိပေးခဲ့တယ်။ဒါတရုတ်ရဲ့နိုင်ငံတကာမူဝါဒမှာမြမအရေးကိုဘယ်လိုချီးကပ်နေတယ်ဘယ်လိုချီးကပ်မယ်ဆိုတာပိုပြီးရှင်းရှင်းလင်းလင်းမြင်သိပါတယ်။ဒုတိယသတင်းစကားကငါလူတွေအသက် OAC စိတ်လုံခြုံရေးမင်းတို့တာဝန်ယူပြုတ်ရှင်းပါလေတောင်းဆိုချက်ကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့သူ့လူတွေသူ့ဖက်စည်းတွေသူ့ရဲ့အေယာမစီမံကိန်းကြီးတွေရဲ့ဘေးကင်းလုံခြုံရေးကို လက်တွေ့ကြကြအမခံပေးဖို့ပါဒါဟာလက်ရှိအခြေအနေမှာတရုတ်ကစစ်ကောင်စီရဲ့လုံခြုံရေးထိန်းချုပ်နိုင်စွမ်းကို အပြည့်အဝစိတ်မချသိဘူးဆိုတာထင်ရှားစေတယ်။ဟုတ်အိမ်ထဲကပစ္စည်းတွေကိုတခုခိုးမှစိုးရိမ်လို့အိမ်ဆောက်ကိုတေချာပေါက်ဆောက်ဆူပြီးတော့ထပ်ထပ်ပြီးမာနေတဲ့အခြေအနေမျိုးနဲ့တွေ့ပါတယ်။ကြောက်ပြမှာကိုကြောက်ဖြတ်လို့နေစားဖြတ်ကျော်ပြင်းမှုတွေတိုက်ဖြတ်ဖို့တောင်းဆိုတာကလည်းတရုတ်ရဲ့ ဦးစားပေးဆိုရမှုအနေနဲ့တွေ့ရပါတယ်။တတိယတည်င်းစကားကငါရဲ့စီပွားရေးလမ်းကြောင်း BRI ဟာရန်နေလို့မရဘူး။တရုတ်မြန်မာစီပွားရေးဈေးကြမ်း CMEC နဲ့ရန်ဝန်နဲ့ပိုလန်မှာ BRIC မှအကိန်းတွေကိုအရေးသွေးမြင့်အတူတည်ဆောက်ရေးကိုဆက်ပြီးတော်အပေးလှုပ်ဆောင်သွားမယ်။အဲ့ဒါကိုရှင်းရှင်းလေးအခိုင်အမာပြောခဲ့ပါတယ်။အနာသိပြီးတဲ့နောက်ပိုင်းမှာမတည်မငြိမ်မှုတွေကြောင့်ဒီစီမံကိန်းတွေတိတိတတ်တာအနောက်နေနေတာဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ကသူ့ရဲ့အဓိကစီးပွားရေးနဲ့မဟာဗျူဟာရည်မှန်းချက်တွေကိုဘယ်တော့မှနောက်ဆုံးမှမဟုတ်ဘူးဆိုပြီးပြလိုက်တာဖြစ်ပါတယ်။ကြာသိခင်ကငလျင်တက်ခံခဲ့ရတဲ့မန္တလေးမြို့ပြည်နယ်တီထောင်ရေးမှာ VM 1 billion ကျော်ထောက်ပံ့ကူညီမယ်ဆိုတဲ့သတင်းကလည်းတရုတ်ရဲ့စီးပွားရေးအကျိုးစီးပွားဟာမြန်မာမိပြင်အခြေအနေနဲ့ဘယ်လောက်ထိဆက်နွယ်နေတယ်ဆိုတာကိုပြနေတာပါ။ဒါဟာ ပစ္စည်းသွားတဲ့ဆက်ရုပ်ကိုငွေထပ်ဆိုင်ပြီးပြန်လဲလက်ပတ်ဖို့ဆုတ်ဖြတ်လိုက်တဲ့သဘောနဲ့အတူတူပါပဲဒီချက်တွေကိုတေချာချုံကိုကြည့်ရင်တရုတ်ဟာမြန်မာပြည်ထဲမှာစစ်ကောက်စီပြည်သူထောက်ခံမှုမရှိတာစေရရအားနဲ့နေတာတွေကိုကောင်းကောင်းသိရတဲ့တောင်မှသူ့ရဲ့ကြီးမားတဲ့ရေရှည်မဟာဗျူဟာအကျိုးစီးပွားအဲ့ဒီအတွက်အခုချိန်မှာတော့စစ်ကောက်စီကိုရွေးချယ်ပြီးပုံအော်လိုက်ပြီဆိုတာကိုကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်နိုင်ငံတော်တပ်တူတော်တော်များများလည်းအဲ့လိုပဲကောက်ချက်ချကြပါဖြစ်ပါတယ် ဒါဟာမြန်မာနိုင်ငံရေရှုပ်ထွေးလာတဲ့စစ်တုရဲ့ကစားပွဲမှာတရုတ်ကအာနဲ့နေပေမဲ့သူ့အတွက်တင်းတော့ဆုံးလို့ယူဆလို့ရတဲ့ဟိုပိုင်းနေရုတ်တရုတ်ကို ရှည်ရတင်ပြီးကစားလိုက်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲ။တခြားတောက်တတ်တဲ့သူတွေရဲ့အမြင်မှာအခုချိန်မှာမြန်မာပြည်ထဲကအင်အားစုတွေထက်ကစစ်ကောင်စီကအ ਨੇ ဆုံးတော့သူ့အမိတ်ပေးလို့ရတဲ့သူ့စီမံကိန်းနဲ့လှုပ်ချုပ်ရေးကိစ္စတွေမှာအတိုင်းအတာတစ်ခုထိပူပေါင်းလို့ရနိုင်မဲ့အဖွဲ့ တရုတ်ကမြင်နေပုံရပါတယ်။နောက်ပြီးသူရဲ့မဟာမိတ်ကြီးဖြစ်တဲ့ရုရှားကလည်းစစ်ကောင်စီဘက်ကရပ်တည်နေတာဟာလည်းအရေးပါတဲ့အကြောင်းရင်းခန့်တခုဖြစ်ပါတယ်။ဒါကြောင့်အားနည်းတော့ကိုတိပိမဲ့သူ့အတွက်လက်ရှိအချိန်မှာအစိုးဆုံးတွေကအကောင်းဆုံးသို့မဟုတ်ရင်အလုတ်အဖြစ်နိုင်ဆုံးရွေးချယ်မှုအဖြစ်ဒီပုံအော်မှုကိုရွေးချယ်ဆုံးဖြတ်လိုက်တာလို့ပြောလို့ရပါတယ်။ဒါဆိုရင်မိကုံးကတရုတ်လိုညံကြီးရှင်နိုင်ငံတစ်ခုကပြည်သူထောက်ခံမှုလည်းမရှိဘူး။ မြေဒီမှာအခက်အခဲအများကြီးနဲ့ရင်ဆိုင်နေရတဲ့အဖွဲ့အစည်းတစ်ခုကိုလူသိရှင်ကြားထောက်ခံတာဟာသူ့ရဲ့ရေရှိကြိုးစည်းပွားအတွက်တကယ်ပဲလုံခြုံစိတ်ချရရလားပြို့လူနှီးပါဖြစ်နေတဲ့အဆောက်အအုံတစ်ခုကိုပဲအာကိုပြီးကိုယ့်ရဲ့အဖို့တန်ပစ္စည်းတွေကိုထိမ့်သိမ့်ဖို့ကြိုးစားနေတာဟာအဆောက်အအုံနဲ့တူပစ္စည်းတွေပါပစ္စည်းဆုံးရှုံးမဲ့အန်ဒီယမျိုးနဲ့ရင်ဆိုင်နေရတာမသိနိုင်ဘူးလားသူကဘာမို့ရင်တည့်ရတာနဲ့လောက်တာလား နိုင်ငံရေးလှိလသူအများစုကဒါကိုတရုတ်အတွက်အလွန်ကြီးမားတဲ့အလွန်အန်တီကြီးတဲ့မူဝါဒလို့သတိပေးနေကြပါတယ်ကျွန်တော်ကတော့တရုတ်အတွက်မဟုတ်ဘူးကျွန်တော်တို့အတွက်အန်တီရဲ့အလွန်ကြီးမားတဲ့မူဝါဒလို့မြင်ပါတယ်ဒီလိုလောက်ရဟာမြန်မာပြည်သူတွေရဲ့စိတ်ထဲမှာတရုတ်အပေါ်အမြင်ကိုထိခိုက်စေနိုင်တယ်လို့မိပြင်းမှာမတိမငိဖြစ်မှုကိုပိုပြီးစိုးရွားစေတဲ့အခြေအနေပါတရုတ်ကိုယ်တိုင်စိုးရိမ်နေတဲ့တည်ငြိမ်ရေးဆိုတာပိုဝေးစေနိုင်တာဖြစ်ပါတယ် အားနည်းတဲ့အဖွဲ့ကိုထောက်ခံခြင်းကပိုကြီးမားတဲ့ပဋိပက္ခရည်စည်းကြောင်းတွေကိုတရုတ်ကိုယ်တိုင်ပါဝင်ပတ်သက်သွားစေနိုင်တယ်လို့မြင်ကြတာဖြစ်ပါတယ်။ကျွန်တော်အမြင်ကတရုတ်ကိုယ်တိုင်ပါဝင်ပတ်သက်ပြီးပို့ပြီးတော့ပြင်းထန်တဲ့ဖိအားတွေပို့ပြီးတော့ပြင်းထန်တဲ့ထိုးနှက်မှုတွေနဲ့ဒေါ်လာအင်အားစုတွေကိုတိုက်ခိုက်နိုင်တယ်လို့မြင်ပါတယ်။ဒီဟာကိုပြန်ဆက်လိုက်ရရင်မတ်သားစရာကောင်းတာကတိုင်းသားအရေးလေးလာသူချိုးရဲ့အမြင်ပေါ့။ တယောက်ကဘယ်အဖက်ကမှအပြတ်အသတ်နိုင်စေမှာမဟုတ်ဘူးဆိုတာကလည်းပြောတယ်။သူ့ရဲ့မဟာဗျူဟာမြောက်ဘောင်ထဲကနေပဲကစားခိုင်းမှလို့လည်းသုံးသက်ကြပါတယ်။ဒါဟာစစ်ကောက်စီကိုထောက်ခံနေရင်းနဲ့တော့မှမြောက်ပိုင်းမဟာမိတ်လို့အဖွဲ့အစည်းမျိုးတွေကအတိုင်းအတာတစ်ခုကြီးဆက်ဆံနေမဲ့သဘောတယောက်ရဲ့အရင်မူဝါဒပုံစံကိုထောက်ပြနေတာပါ။လည်းရပါတယ်။ဒါဆိုရင်အဖက်သေးလေရောဘလို့ဖြစ်သွားနိုင်လဲဆိုတာသူတို့စဉ်းစားဖို့လိုပါသေးတယ် PDF တွေကိုစိုးလို့တာပါ အင်အာဂျီတိုင်းသားတွေအတွက်ကတော့ဒါဆိုရည်စရာမရှိပါဘူးဒီတော့မော်စကိုကဒီပုံအောင်မှုဟာမြမအနာဂတ်ကိုဘယ်လိုပြောင်းလဲသွားစေမလဲဖြစ်နိုင်ချေအဓိကစီနရီယိုနှစ်ခုဆက်ပြီးတော့သုံးသပ်ကြည့်လို့ရပါတယ်စီနရီယို1ကမန်ချက်အတိုင်းတာတစ်ခုထိအောင်မြင်သွားတာမျိုးတရုတ်ရဲ့အကူအညီတွေနဲ့အတူစစ်ကောက်စီဟာတရုတ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသတွေဓမ္မမဟုတ်တရုတ်စီမံခဲ့တဲ့ရှိတဲ့နေရာတွေမှာအတိုင်းတာတစ်ခုထိလုံခြုံရေးနဲ့တည်ငြိမ်မှုကိုပြန်ယူလို့ရနိုင်ပါမယ် ဒါပေမဲ့တိုင်းပြည်ရဲ့ကြံတဲ့အပိုင်းတွေအထူးသဖြင့်မြို့ပြကြီးတွေနဲ့တခြားတိုင်းဒေသတွေမှာဒေါ်လာရည်နဲ့ပဋိပက္ခတွေကဆက်ပြီးရှိနေမယ်။အဲ့လိုဖြစ်လာရင်တရုတ်ဟာစစ်ကောင်စီတခုတည်းကိုပဲအာကိုလိုအရေးရှိမရဘူးဆိုတာသူပိုသိလာပြီးဒေသတွေတကက်အာဏာတည်ရောက်မှုရှိတဲ့တိုင်းဒေသအဖွဲ့တွေနဲ့ပါပုံမှန်ထိတွေ့ဆက်ဆံဖို့လိုအပ်လာပါလိမ့်မယ်။ဒါကဒေါ်လာရည်အစုတွေနဲ့အနည်းနဲ့အဲ့ဒီအခြေအနေအတွက်တေချာပြင်ဆင်ပြီးစစ်ကောင်စီဟာတရုတ်ရဲ့အကျိုးစီးပွားကိုတော့ စောင့်ရှောက်မပေးနိုင်ဘူးဆိုတာကိုနိုင်ငံတကာမြင်သာအောင်အချိန်ခိုက်တက်တည်ပြဖို့ပုံပြီးအရေးကြီးလာပါလိမ့်မယ်စီနရီယိုနှစ်ကတော့တရုတ်ပုတ်အောင်မှုအကြီးကျယ်တလွဲဖြစ်သွားတာတရုတ်ရဲ့အပိတ်ကွင်ကြီးမှုရှိနေပေမဲ့လည်းစစ်ကောင်စီကပြည်내စစ်ရေးနိုင်ငံရေးပို့ပြီးအားနည်းလာမယ်ပြီးရင်တော်လိုက်အဲဆိုတွေရဲ့ဝိုက်ပတ်ပိတ်ဆို့တိုက်ခိုက်ရတဲ့အခြေအနေမှာပြိုလဲမဲ့အနေထားရောက်လာမယ် တော်တိုင်းအင်စုတွေကတဖြည်းဖြည်းအချိန်ရလာပြီးမြို့ကြီးတွေနဲ့မြေတွေဆက်ပြီးတော့တိတ်ပိုက်ထိချုပ်လာနိုင်တဲ့အခြေအနေပြောချင်တာဒီလိုဖြစ်လာရင်ဂိမ်းချေဂျာဖြစ်ပါပြီဒီအခြေအနေမျိုးမှာတရုတ်ဟာသူ့ရဲ့မူဝါဒကိုအကြီးအကျယ်အပြောင်းလဲလုပ်ပြီးတော်တိုင်းအင်အားစုတွေနဲ့အဲတအဖွဲ့တွေနဲ့အကုန်လုံးမဖြစ်မနေသူဟာအလေးနက်ထားဆက်ဆံရေးကိုပြန်တည်ဆောက်ရပါတော့မယ်မြန်မာတော်လှန်ရေးဘက်ကလည်းဒီဖြစ်နိုင်ခြေအတွက်အစင်သစ်ပြစ်ထားဖို့လိုတယ် တရုတ်လိုကမ္ဘာအင်အားကြီးနိုင်ငံနဲ့ဘယ်လိုခိုင်မာတဲ့ဒီအတွက်အလုတ်ဖြစ်မဲ့ဆက်ဆံရေးမျိုးဥပဒေကတည်ဆောက်မလဲဆိုတာမူဝါဒတွေကိုအသေးစိတ်အခုကတည်းကအချမှတ်ထားဖို့အရေးတကြီးလိုအပ်ပါတယ်အဲ့တော့အရေးကြီးဆုံးပါပဲ G2G people to people လည်းရှိပါသေးတယ်ဒီကောက်ချိုးရမယ်ဆိုရင်မော်စကိုကရှီချင်းဖြစ်တဲ့ main online တွေးဆပွဲဟာမြန်မာနိုင်ငံရေးမှာဒီဝက်ဦးတီချက်ကိုပိုရှင်းစေတဲ့အရေးပါတဲ့ မတ်တိုက်တခုဆိုတော့ငင်းလို့မရပါဘူး။ဒါပေမဲ့ဒါဟာအလွန်ပဲအန္တရာယ်များပြီးတော့စွန်စားရတဲ့ပုံအောင်မှုတစ်ခုဖြစ်နေပါလေ။တယောက်ဟာသူ့ရဲ့ကြီးမားတဲ့အကျိုးစီးပွားတွေအတွက်အားနည်းနေတဲ့လက်ရှိအုပ်ချုပ်သူအဖွဲ့ကိုရွေးချယ်လိုက်ပြီဆိုတာရှင်းတယ်။ဒါပေမဲ့မြန်မာပြည်ရဲ့ရှုပ်ထွေးလွန်တဲ့အခြေအနေအမှန်နဲ့ပြည်သူလူထုရဲ့ခုခံတော်လှန်မှုတွေကပြည်ကြီးရဲ့အစီအစဉ်တိုင်းကိုအချောမွေ့ဆုံးဖြစ်ခွင့်ပြုပမလားဆိုတာမေးရမှာဖြစ်ပါတယ်။ တယောက်ရဲ့ဒီပုံပေါ်မှုဟာတကယ်ပဲသူ့အတွက်အောင်မြင်မှုတည်ငြိမ်အေးချမ်းမှုစောင့်ကြည့်ပေးပါမလားမဟုတ်ရင်သူ့အတွက်ပုံပြီးကြီးမားတဲ့ခေါင်းခဲစရာပြဿနာအသေးတွေကိုဖန်တီးပေးလိုက်မလားဆိုတာကတော့မြမကကျမရဲ့အရှိဆက်ကျွန်တော်တို့ပေါင်ဝင်ပြီးရုပ်ကံရမယ့်အခြေအနေစောင့်ကြည့်နေရမယ့်အခြေအနေဘယ်လိုနည်းမှကိုမလုံမရက်ဖြစ်အောင်ကိုကြည့်လို့မရတော့တဲ့ကလကနောက်ကလေးလူရှူတာလို့မရမကြည့်လို့မရအရေးပေါ်မှာဖြေရှင်းလို့မရတော့တဲ့ကလကနောက်ကအဖြစ်တစ်ခုပါပဲ။ မော်စကိုမှာဘေကျင်းကနေပြီးတော့ပို့ဩလိုက်ပါပြီဒါပေမဲ့မြန်မာအနာဂတ်ကိုဘယ်သူကတကယ်ပုံဖော်နိုင်မှာလဲမြန်မာအနာဂတ်ကိုဘယ်သူကတကယ်ပုံဖော်နိုင်မလဲဒီစစ်တပါလေနောက်ထပ်သုံးသပ်ချက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ရအောင်ပါလောက်ပါပဲ